မင်္ဂလာပါကချုံဝက်သတင်းဌာနကနေစဉ်တင်လာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆမ်းမယ်ဖြစ်ပါတယ်။ Indo-GD Data အတွင်းက KIA ပူပေါင်းအဖွဲ့ထိန်းချုပ်ထားတဲ့စနွင်ကုန်းကို စစ်ကောင်စီနဲ့ပြည်သူစစ်ပူးပေါင်းအဖွဲ့ကစစ်ကြောင်းထုတ်လာတာကြောင့်ပြန်လည်လက်လွတ်ခဲ့ရတယ်လို့သိရှိရပါတယ်။ဧပြီလ17ရက်နေ့ကလေးကအင်ဒိုဂျီဒေတာမှာရှိတဲ့စနွင်းကုန်းအင်တာစားတဲ့ကြေးရွာတွေဘက်ကိုစစ်ကောင်စီနဲ့ရှမ်းနေတိုင်းဒေသအမိခံပြည်သူစစ်ပူးပေါင်းအဖွဲ့ကစစ်ကြောင်းထုတ်လာတဲ့အတွက်ကြောင့်ဧပြီလအတွင်းမှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းလေကြောင်းအုံပြုဘုံကျဲပစ်ခတ်တာမျိုးတွေပြုလုပ်ခဲ့ပါတယ်။ဖားကန့်ဒေတာကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အရေးစစ်ကြောင်းသုံးခုအုံပြုပြီးထိုးစစ်ဆင်နေတဲ့စစ်ကောင်စီစစ်ကြောင်း င်းတွေကမိုးကောင်းနဲ့ရဖကန့်လန်းကျော်ကိုအသုံးပြုပြီးတက်လာတဲ့စကြောင်းဟာမနေကနန့်သိမ့်ကျေးရွာအနီးထိရောက်ရှိနေပြီလို့ကြားသိရပြီးနန့်မုံဝေခါလန်းကျော်အတိုင်းတက်လာတဲ့စကြောင်းကလည်း KIA တင်ပိုက်ထားတဲ့နေရာတွေကိုထိုးပေါက်လာနေတယ်လို့သိရှိရပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ဒီကနေ့မနက်ပိုင်းကမြကြီးနားဝိုင်းမော်အေရဝတီမြေကူးတရာဖြစ်တဲ့ဗလာမင်းထင်တရာဘက်နဲ့တက်ကုံရွက်ွက်ဘက်မှာလက်နက်ငယ်ပစ်ခတ်တံတွေထွက်ပေါ်ခဲ့တယ်လို့မြကြီးနားမြို့ခံတွေကဆိုပါတယ်။မနက်မိုးမလင်းခင်အချိန်ကလေးကတနက်ပစ်တဲ့အတံတွေထွက်ပေါ်လာတာဖြစ်ပြီးနိုင်ပိုင်းလောက်ကြာမြင့်တဲ့အထိတနက်တံတွေကြားနေခဲ့ရတယ်လို့ဆိုကြပါတယ်။ နှစ်ဖက်အပြန်အလှန်ပြစ်ခတ်တဲ့အတန်ဖြစ်နိုင်ကြောင်းမချက်ပေးနေကြသလိုတန်လန့်ပြစ်ခတ်တဲ့အတန်ဖြစ်နိုင်ကြောင်းလည်းထင်ကြေးပေးနေကြပါဗျ။ပြစ်ခတ်မှုဖြစ်ပွားခဲ့ရတဲ့အသေးစိတ် ဖြစ်စဉ်ကိုတော့ကချင် wave ကအတိအကျမသိရှိရသေးပါဘူး။ဒါအပြင်မေလ23ရက်နေ့ကလေးကမြကြီးနာမျိုးရဲ့နေရာဆုံးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်စေးတင်ကြဆွာလှုပ်ဆောင်နေတယ်လို့လည်းမြို့ကန်တွေကပြောကြပါဗျ။မေလ20ရက်နေ့တုန်းက မြို့ရင်းမှာစစ်ဆေးရေးလုပ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ထံကတနက်ကိုဆိုင်ကယ်မောင်းနေလာတဲ့လူငယ်ကလူပြေးသွားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းမြကြီးနာမြို့ရဲ့နေရာအနက်မှာစစ်ဆေးမှုတွေတင်းကျပ်စွာလှုပ်ဆောင်လာတာဖြစ်တယ်လို့ပြောဆိုနေကြပါတယ်။မြို့ရင်းမြို့ပြင်လမ်းစုံလမ်းကွာတွေမှာတာမကမြို့ရဲ့နေရာတိုင်းမှာဖျက်ဆီးသွားလာနေတဲ့အရက်သားတွေကိုမပုံတင်ဖုန်းဆိုင်ကယ်တူပေါင်းဖွင့်ခိုင်းပြီးရှောင်းသခင်စစ်ဆေးမှုတွေကိုတင်းတင်းကျပ်ကျပ်ပြုလုပ်နေတယ်လို့သိရပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြ ကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။